အားလုံးပဲမင်္ဂလာပါကျွန်တော်ဒေးဗစ်ပါ MMA မြန်မာပါဒီနေ့ကြောရွှာဘင်ကတော့ဘရူနိုဆီလ်ဗာကို အပြတ်အသတ်ပဲ KO နဲ့နိုင်သွားပါပြီဟိုပထမတစ်ချီမှာတော့တော့ကြောရွှာဘင်ကဘရူနိုဆီလ်ဗာရဲ့အောက်ခြေကန်ချက်တီနဲ့ကျွန်တော်တို့နည်းနည်းတော့မှစိုးရင်စိတ်ဖြစ်သွားသေးတယ်၃ခါလောက်အောက်ခြေကန်ချက်ထိတယ်နည်းနည်းချော်ပြီးလဲသွားတဲ့အနေအထားမျိုးနဲ့ပွဲကိုစလိုက်တာဆိုတော့ဟာဘယ်လိုမျိုးလာမလဲပေါ့ဒါပေမဲ့ ဘရူနိုဆေးဗာကတခုခုလှုပ်ဖို့ပြင်ဆင်တိုင်းမှာဂျော့ဂျော့ရှာဘန်ကသူ့ရဲ့မျက်နှာကိုလက်တိနဲ့လှမ်းထောက်ထောက်နေတော့ပထမအချီမာတဲ့ကိုကဘရူနိုဆေးဗာကတော်တော်လေးကိုခံရတာပါပထမတစ်ချီမာလဲဂျော့ဂျော့ရှာဘန်ကအပြတ်အသတ်ပဲနိုင်တယ်ပြီးတော့ဟိုလဲအောင်လဲတစ်ချက်ထိုးထားတယ်ပြီးတော့ ground and pound တော့သိမရလိုက်ဘူးဒုတိယတစ်ချီမာလဲဂျော့ရှာဘန်က ground and pound ကောင်းကောင်းရတယ်အပေါ်ကလည်းထိမ့်ထိုးတယ်ဒါပေမဲ့အာဘရူနိုဆေးဗာကာကွယ်လိုက်နိုင်တယ်ပေါ့နော်ဘရူနိုဆေးဗာနှစ်ပန်းလဲဝင်လုံးဖို့အနေချင်းဒုတိယအချီမာစူးစမ်းသေးတယ်ဒါပေမဲ့ ဟိုအရာမရောက်ဘူးပေါ့နော်အားလည်းမရှိတော့ဘူးသူနာနေပြီဆိုတော့ဒါလည်းအကျိုးသက်ရောက်မှုတိတ်မရှိခဲ့ဘူးပြီးတော့ကျွန်တော်တို့စိုးရိမ်နေတဲ့ဒီဟိုထိုးချက်ပြင်းပြင်းနဲ့လက်တီးချက်လည်းတကယ်တော့သူအကွက်တောင်မှဆင်ဖို့အချိန်မရလိုက်ဘူးပြီးတော့ဒုတိယတချီမှာဆိုရင်တတိယတချီအစမှာဆိုရင်လည်းသူနီးပြတွေကခြေထောက်နဲ့ကိုကံပြီးတော့ခြေထောက်ကိုတုံးဖို့သူတို့ပြောပုံရပါတယ်သူခြေထောက်တီနဲ့ပြန်ကံပြီးတော့မှကြောရှော်ပဲနည်းနည်းလေးအားနေတယ်လို့ပြောလို့ရတယ်အောက်ခြေကံချက်တီနဲ့တတိယတချီကိုပြန်စပေမဲ့ အဲသူမျက်နှာတစ်ချက်နှစ်ချက်ထိုးခံရတာ ਨੇ အဲ့ဒါတွေလည်းသူပျောက်သွားတဲ့အနေထားပါဆိုတော့ကြောရှော်ဘင်ကအပြတ်အသတ်ပဲဒါတရားတချီနောက်ဆုံးဟိုဆက်ကပိုင်းအာအဆုံးလေးမှာပဲကြောရှော်ဘင်ကအပြတ်အသတ်ကိုထိုးပြီးတော့မှအလဲထိုးပြီးတော့မှလှလာပပပဲထိုးပြီးတော့အပေါ်ကနေဟိုအတီဟိုဘယ်လိုခေါ်မလဲ ground and pound ပုံစံမျိုးပေါ့နော်အာထိုးပြီးတော့မှအာတိုင်ကလည်းသူ့ကို KO ပေးလိုက်ပြီး KO နဲ့ကြောရှော်ဘင်ကနိုင်သွားတာဖြစ်ပါတယ် UFC မှာ Joshua Vey ရဲ့ပထမဆုံး KO ကိုဖြစ်လိမ့်မယ်ဒီပွဲကပေါ့နော်ပြီးတော့ဒါဘာပဲဖြစ်ဖြစ် bonus လဲရဖို့တော့မျှော်လင့်ရပါတယ်ဒီတုံးချီစလုံးတကယ်ကျွန်တော်တို့စိတ်ဝင်စားစရာနဲ့ကောင်းတဲ့ပွဲဖြစ်ပြီးတော့မှအပြတ်အသတ် Joshua Vey နိုင်သွားတယ်ဆိုတော့အာနောက်တစ်ခုက Joshua Vey ရဲ့နောက်ပွဲတွေအတွက်လည်းဒီပွဲကအရန်ကိုဘယ်လိုခေါ်မလဲတွန်းအားပေးသွားမယ်ဟိုခြေလှမ်းဟိုကျဲကျဲလှမ်းရမယ်အနေအထားမျိုးဖြစ်သွားလိမ့်မယ်ဒီပွဲပြီးရင်တော့ဒါအဆင့်ဆက်နှစ်ကိုသူ Joshua Vey ရောက်သွားမယ်ဆက်နှစ်ကလည်းနောက်ထပ်ပွဲတွေဆိုလို့ရှိရင်တော့ဘာပဲဖြစ်ဖြစ်ဒီ သူ့အတွက်လမ်းလဲတော်တော်လေးပွင့်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒါ Josh Shopping congratulation ပါဒီနေ့ကျွန်တော်တို့ MMA မြန်မာ channel နဲ့ကျွန်တော်ကျွန်တော် mix ွေဒီနေ့ဒီမှာကျွန်တော်တို့ကြည်နေတာဖြစ်ပါတယ်ဒီအာအဆန်းဖြစ်ပါတယ်ပြီးတော့ဟိုဘက်က Josh Shopping နဲ့ပြီးခဲ့တဲ့စနေနေ့ရပဲဟိုလက်လက်တဲ့စာပြီးတော့မှ sparring လုပ်တဲ့အာ Ambrose ဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့ဟိုဒီမှာကျွန်တော်တို့ TV နဲ့ဒီမှာ camera တွေနဲ့ကျွန်တော်တို့ဒီနေ့ဟိုကျွန်တော်တို့တင်ငယ်ချင်းနေစုံပြီးတော့မှ live reaction လောက်တာဖြစ်ပါတယ်ဆိုတော့ အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင် see you